မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့အမှုပညာမြောက်တဲ့ရိုက်ချက်တွေနန်းနေတဲ့စိတ်ကံစားမှုတွေနဲ့ပြည့်နှက်နေပြီး BNN ရုပ်ရှင်လောကရဲ့ထိတ်တန့်လျာတစ်ခုဖြစ်တဲ့ The Last Wife ဆိုတဲ့တမိုင်းနောက်ခံ အချစ်ဒရမာစကားလေးပဲဖြစ်ပါတယ်ဇာလန်ကတော့19ရာစုနှစ်ရဲ့ BNN မြောက်ပိုင်းစိမ့်လန်းဆိုပြနေတဲ့တောင်တန်းတွေကြားကမြေချောင်းအင်အားရဲ့စားရှိတဲ့ရေပြင်ရှုကင်းတွေနဲ့စတင်ဖွင့်လှစ်ထားပါတယ်မြင်ခွင်းတွေအားလုံးကတမိုင်းရဲ့အငွေတက်တဲ့နဲ့ပြည့်နှက်နေပြီး Breathe Rick ရဲ့ တင်းကျပ်တဲ့လူမှုရေးစည်းကမ်းတွေကိုအစာပြိုးပြသနေခဲ့ပါတယ်။တောင်တန်းတွေအလယ်မှာရှိတဲ့နေသားတယောက်ရဲ့ခြံဝန်းကြီးတွေကလည်းအာနာနဲ့ကြွေဝါမှုတွေကိုဖော်ပြနေသလိုအထဲမှာတော့အမောင်တို့နဲ့ဖိတိတ်မှုတွေကစိုးမိုးကြီးစိုးနေကြတယ်။လင်းဆိုရဲရွာသူလေးတယောက်ကတော့ရုပ်လေးနဲ့မလိုက်အောင်စင်းရဲဒုက္ခတွေကိုခံစားနေရပြီးအမေဖြစ်သူကကျမ်းမာရေးမကောင်းလို့ဂျမ်းမိကြံရကြံလိုက်မိတဲ့အဖေကလည်းအာနာပိုင်တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်။အဖေဖြစ်သူတို့အတွက်ထရန်ဆရယ်နေသားကြီးတယောက်စီမှာ အတနာသွားခံမိတယ်လင်းကိုမြင်တော့မှအမှုတွေထပ်တိုးပြီးနှစ်ပေါင်းများစွာထောင်ချောင်းလို့ဖို့ဒီဂွေစင်ထားလိုက်ကြတယ်ဥပဒေကိုလက်တလုံးချလုပ်ပြီးလင်းကိုတိတ်ပိုက်နိုင်ဖို့အတွက်ဒီမျိုးစုံနဲ့ချင်းချောက်သိသွင်းလိုက်လို့ငေချေဟောင်းအာနာအပေါ်မှာတစ္ဆာဖောက်ပြီးနေစားကြည့်ရဲသုံးယောက်မြောင်နဲ့နောက်ဆုံးမေရအဖြစ်တိတ်ပိုက်ခံလိုက်ရတော့တယ်ဒီလက်ထပ်ပွဲကချစ်ချင်းမြတ်တာတွေကင်းမဲ့ပြီးစီပါရဲ့အရာသဘောတူညီမှုတစ်ခုဖြစ်သလိုလင်းရဲ့ယူသားဖြူစင်နဲ့ငေရွယ်မှုတွေကိုစွန့်လွတ်ပြီးတကြောတယောက်ဖြစ်တဲ့ နေသားကြီးရဲ့အိမ်တော်တွေကိုစတင်ဝင်ရောက်လာခဲ့ရတယ်။နေသားကြီးကလည်းနှခမ်းမွေးကာယာနဲ့ရက်ဆက်ကြံ့ကြုတ်သူဖြစ်သလိုအာနာယူတယောက်အဖြစ်ပေါ်လွင်နေပြီးလင်းကိုလက်ထပ်ခဲ့တဲ့အဓိကအကြောင်းရင်းကလည်းအမွေဆက်ခံမဲ့တားယောက်ကြားလေးတယောက်ကိုမွေးပေးဖို့အတွက်အတီးခံတတ်တတ်ပဲဖြစ်ခဲ့တယ်။နေသားကြီးရဲ့မယားကြီးမယားလက်တွေကလည်းသမီးတွေကြီးမွေးပွေထားလို့ဒရုန်းအတွက်အရှက်ရစရာတွေဖြစ်ပြီးဒီလိုအခြေအနေကိုပြောင်းလဲပေးနိုင်မယ်နောက်ဆုံးမျှော်လင့်ချက်အဖြစ်နဲ့လင်းပေါ်မှာသဘောထားခဲ့တယ်။ အိမ်တော်ထဲမှာလင်းရဲ့ဘဝကတိတ်ဆိတ်တဲ့ငရဲလို့ဖြစ်ပြီးအထီးကျန်မှုတွေနဲ့အတူနေသားကြီးနဲ့မယားနှစ်ယောက်ရဲ့မျက်နှာစိုးတွေကိုပဲမကြည့်ချင်ပဲကြည်နေကြရတယ်။နေသားကြီးရဲ့ခြံဝန်းထဲမှာမယားသုံးယောက်ကြာကအာနာလွန်ဆွဲပွဲတွေနဲ့မနာလွန်မှုတွေကလင်းအပေါ်ကိုအမြဲတမ်းလိုလိုကြားရောက်နေကြတယ်။မယားကြီးကတော့နေသားရဲ့အိမ်တော်ကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာသူဖြစ်လို့သူ့ရဲ့ရည်မှန်ချက်ကအာနာတီမြဲရေးနဲ့လင်းကိုပြိုင်ပတ်အဖြစ်မြင်ပြီးမနာလိုမုတ်တီစိတ်တွေပဲရှိနေကြတယ်။ မေယားလက်ကလည်းကိုထီလက်ရောက်စော်ကားတာမျိုးတွေမလုပ်ပေမဲ့စိတ်ပိုင်းဆိုင်ရာကိုအဓိကထားတိုက်ခိုက်ပြီးသူရဲ့ဩဇာအာဏာကိုပြနေလို့လင်းရွတ်ရှယ်ယွမှု၊နာကျင်မှုတွေနဲ့ပြည့်နှံ့နေခဲ့ရတယ်။နေစာကြီးရဲ့လေကြီးထိုးရိုးရိုးကြကအဖိုးတံမျိုးမှန်လေးတွေပြန်ထွက်မသွားအောင်ခြေတော်နှစ်ချောင်းမိုးပေါ်ထောင်ပြီးဂျိုးတစ်ချောင်းနဲ့လူစင်စစ်ကနေတစ်တစ်တူပေါ်ရောက်ခဲ့ရတယ်။လင်းရွတ်တော်ဒီဂျိုးကအချစ်တွေကင်းမဲ့ပြီးဖောင်းလိုက်တစ်ခုရဲ့ပြရုပ်ဖြစ်သလိုလွတ်လပ်မှုကိုချီနှောင်ထားတဲ့ဘာညာဂျိုးတစ်ချောင်းလိုပဲသဘောထားခဲ့တယ်။ နေစာကြီးရဲ့အဖိုးတန်မျိုးမှန်လေးကငငတ်တက်လိုချင်နေတဲ့တားရောက်ကြလေးကိုတော့ဖန်ဆင်းမပေးပဲချစ်စရာကောင်းတဲ့သမီးလေးတယောက်ကိုဝေဖာပေးလိုက်တယ်။အဲဒီသမီးလေးကလည်းနေစာကြီးရဲ့အတိမတ်ပြူခြင်းကိုမခံခဲ့ရလို့လင်းရဲ့စိတ်ထဲမှာလည်းအမုန်းတရားတွေနဲ့ရှင်းတန်းရဲ့ခုနှစ်တင်းလောက်ကြာတဲ့အထိတီးခတ်ပေါင်းတင်လာခဲ့တယ်။လင်းရဲ့ဘဝတွေကိုမထင်မှတ်ထားတဲ့အလင်းရောက်တစ်ခုအဖြစ်ပြန်လည်ဝင်ရောက်လာတာကတော့သူ့ရဲ့အချစ်ဦးအာနံပဲဖြစ်ပါတယ်။ဒီနေ့မှာတော့လင်းမန်းကြီးတွေကောင်းပေါ်ရွက်ပြီးဈေးဝယ်ထွက်လာတဲ့လင်းလည်း သူရဲ့ငယ်ချေဦးဖြစ်ခဲ့ဘူးရယ်အာနန်ကိုမမျော်လင့်ပဲပြန်တွေ့လိုက်ရလို့အရန်နေဝမ်းသာသွားခဲ့တယ်။လင်ကပဲအနောက်ကနေမရမကလိုက်ခေါ်ပြီးစကားစပြောလိုက်လို့အငုံပြက်လုံးအပြုံးမျက်နာတွေနဲ့ပြန်ပေါ်လာတဲ့တရားဟောင်းတွေကိုမြို့သိရင်နှုတ်ဆက်လန်းခွဲလိုက်ကြတယ်။ခနာတာဆုံတွေ့ခဲ့ရတဲ့အကြီးတွေကနေရှင်ရင်ဆွဲချစ်ချင်းပြတာတွေပြန်ပေါ်လာလို့ဂယူးဆိုင်ပြီးဂျင်နာတယ်လို့နဲ့အာနန်ရဲ့အထီးတွေတွေကိုခလီတယောက်ရမှပြန်တောင်းတနေခဲ့တယ်။နေစားကြီးရဲ့အိမ်တော်ကလာခြင်းမှု အထီးကျန်မှုတွေအားလုံးကိုထားခဲ့ပြီးအခြေဦးအာနန်စီရောက်လာလို့သူတို့နှစ်ယောက်ရဲ့လိုအပ်စုံစည်းရတဲ့အင်းလေးကကဘာမီရဲ့အငိမ့်ချဆုံးပုံပေးမှန်လေးဖြစ်သွားခဲ့တယ်။နေရခန္ဓာကိုယ်ကဝေစားရီကင်းကွာသွားခြင်းမှာတော့လူညာနဲ့အရေးပြဖို့ကနေစားကြီးရဲ့ရက်ဆက်မှုကြောင့်ဆွေးထင်နေတဲ့အမရွတ်တွေကိုအာနန်လေးတွေ့လိုက်ရတယ်။သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းမှုကကာမစန္ဒထပုံမနှဆိုင်တဲ့ခံစားမှုကိုပြီးစွမ်းနိုင်ခဲ့ကြတယ်။ဒါရီအားလုံးကလင်းရွတ်တော့လွတ်လပ်ခြင်းရဲ့ပထမဆုံးအသက်ရှူတန်ဖြစ်ပြီး ကိုပိုင်ကုံသိခါကိုပြန်လဲရရှိလိုက်သလိုလာရောက်ရဲ့မိန်ပြပြအလင်းရောက်အောင်မှာပြင်ပကဘာနဲ့ခနာတာအဆက်အသွယ်ပြတ်သွားခဲ့ကြတယ်။ဒီလို intro ရဲ့အရှိကြီးဝင်ပြီးနောက်ဆုံးမှာလေကြီးထိုးရိုးရိုးနဲ့ပဲအဆုံးသတ်သွားလို့ပြောင်းတောင်းနှစ်ဖူးလေးကိုအနံလေးတပွင့်ဖက်ခနဲ့ပေးရင်နောက်ရက်တွေအတွက်အားမွေးထားလိုက်ကြတယ်။အချစ်တဲ့တဖာမိဖွားထားတယ်။လင်ကတော့ injury မစိမ့်နိုင်လောက်အောင်ပျော်ရွှင်လွတ်လပ်မှုကိုစတင်ခန်းစားနေရပြီမယ်။အင်တော်ကိုပြန်ရောက်လာတဲ့အခါနေသားကြီးရဲ့ဇနီးဆိုတဲ့ဖီးယားက ပြန်လည်ဖန်းဆသွားခဲ့တယ်။တရက်တစ္ဆာဖောက်မှုနဲ့အချစ်ကြမှာပြင်းပြင်းထန်ထန်ရုန်းကန်နေရလို့ခက်ခဲကြက်တဲနေတဲ့အခြေအနေမှာအာနေရဲ့အချစ်ကရှင်တန်ခြင်းအတွက်အောက်ဆီဂျင်တစ်ခုလိုဖြစ်လာခဲ့တယ်။ဆာရတဲ့ကလေးပုံငတ်တဲ့ဆိုတဲ့အာနာကလည်းရက်ပိုင်းတော့မတွေးဖြစ်တာနဲ့နေသားကြီးအိမ်တော်တဲ့အထိအရေးစွန်ပြီးလိုက်ပြေးနေတဲ့အချိန်မှာမရလဲရောက်လာတော့လက်မတင်လေးပုံနေခဲ့လိုက်ရတယ်။ဒီရဲ့အရေးချင်းတွေကိုမနာလိုဖြစ်နေတဲ့မယားကြီးကတော့ပြိုတိုင်းယုံနဲ့ပုံတိညို့လို့နေသားကြီးကိုတွေးထိုးပေးလိုက်လို့ အကြောင်းမရှိအကြောင်းရှာပြီးရိုင်းနှံနှိမ့်ဆက်နေခဲ့ကြတယ်။တနာကျင်နာစိတ်မရှိတဲ့မယားကြီးကခလေးကိုပါမစီမဆိုင်အပြစ်ပေးထားလို့အာနန်းစီမှယင်သွားဖွင့်လိုက်တော့တမ်းမဲ့ဖြက်မဲ့တကယ်ကလေးလုံနေတဲ့ကြားကခေါင်းအေးအေးထားပြီးရေရှည်ပလံကိုဆွဲလိုက်ကြတယ်။နေစားကြီးနဲ့လိုရာချိုရာမှာဘဝတည်းတစ်ခုထူထောင်နိုင်ဖို့အတွက်လိုအပ်နေတဲ့ပတ်စံကိုလင်းလဲခိုးချောင်ခိုးဝန်းနဲ့ရှာရင်တခါတည်းအများကြီးမယူပဲနည်းနည်းချင်းစီအကောင့်ထဲစပေါ်နေခဲ့ကြတယ်။နေစားကြီးရဲ့စည်ရင်ကင်လူရံကလည်းပတ်စံတွေပြောင်းနေတာကိုသတိထားမိသွားလို့ တခုဖမ်းဖို့စူးစမ်းနေတဲ့အချိန်အိမ်တော်ထဲမှာလူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။မတရားမှုတွေကိုခေါင်းငုတ်ခံနေရတဲ့လူတယောက်ကမူတဲ့အချိန်ကြမှာပြဿနာလာရှာလို့နေသားကြီးကိုယ်တိုင်ပန်းအိုးနဲ့ထူပြီးလက်လွန်သွားတော့မှအမှုကိုသူ့ဘာသာခေါင်းစဉ်တတ်ထားပြီးလိုက်တယ်။စီရင်ကိုင်ကလည်းလင်းတော့ဘောမတင်ကားလို့အနောက်ကလိုက်ချောင်းရင်လိုဝက်ချက်တွေအားလုံးကိုတီးလိုက်ရပေမယ့်အာနန်နဲ့တဲတဲ့တို့ပြီးသူတို့ရဲ့အန်ရဲ့ခင်းရှင်းရဲ့အတွက်ဖမ်းထားလိုက်ကြတယ်။ရွေးချယ်ကြရမရှိတော့တဲ့အာနန်လည်း စည်ရင်ကင်ကိုစည်ရင်ရှင်းဖို့ကြိုးစားရင်လက်လွန်ခြေလုံးတွေဖြစ်ကုန်လို့အချစ်အတွက်နဲ့လူသားသမားဘဝရောက်ပြီးရတမအေးတွေဖြစ်နေကြရတယ်။နှစ်ပတ်လောက်ကြာတဲ့အထိစည်ရင်ကင်ရဲ့တရင်စာနာမကြားရလို့မျိုးပေါ်ကရောက်လာတဲ့အစိုးရဆုံးတော့ကီရန်နဲ့မိတ်ဆက်ပေးလိုက်တော့လင်းတယောက်ကနာမရင်ဖြစ်သွားကြရတယ်။ကီရန်ကလည်းသူ့ရဲ့အတ္တိကရွေရွေချက်ဖြစ်တဲ့စုံစမ်းမှုတွေကိုဇက်တိုက်လိုက်လို့ရင်နေသားကြီးရဲ့အိမ်ထဲကိုဝင်ထွက်ခဲ့မှုတဲ့အာနန်နဲ့မယံငယ်လင်းတို့ရဲ့ပတ်သက်မှုတွေကိုတီးလိုက်ရတယ်။ ဇီရဲကအာနန်းစီမှာကနန်းတွေတွားဝဲရင်သူ့ကိုယ်သူစုံနောက်တယောက်ဆိုတာမိတ်ဆက်ခဲ့လိုက်လို့လင်းကို ခေါ်တွေ့ပြီးအိမ်သားမှမြုပ်ထားတဲ့စီရင်ခိုင်ရဲ့အလောင်းကိုရွှေဖို့တိုင်ပင်လိုက်ကြတယ်။ကီရန်ကလည်းနှိမနာညမနာလိုက်စုံစမ်းရင်အလောင်းရွှေဖို့ကြိုးစားနေတယ်။အာနန်းနဲ့တဲတဲတို့လိုလူသက်သမားတယောက်အနေနဲ့ဖမ်းပြီးဂွင်းဆက်အမှုတွေကိုဆက်ပြီးစုံစမ်းနေခဲ့တယ်။နေစာကြီးကတော့တည်တည်ကြည်ကြည်ထုထောင်ပြီးနှိမ့်ဆက်ချင်နေပေမဲ့ကီရန်ကလက်မခံပဲသူတီးချင်တာတွေကိုအေးအေးဆေးဆေးမေးရင်ဝင်မသေးတုံမချိုးဖြစ်မဲ့ စီရင်ချက်မျိုးကိုပဲစဉ်းစားထားခဲ့တယ်။လင်းနဲ့အာနာရဲ့ပတ်သက်မှုတွေအပြင်နေစားကြီးရဲ့အာနာအလွဲသုံးစားမှုတွေနဲ့မိမတယောက်ကိုမတရားအကြက်ကန်ယူထားတဲ့ဖြစ်စဉ်တွေကြောင့်တရားခဏ်တွေဘက်ပြန်ပါသွားခဲ့တယ်။စီရင်ကရဲ့တိတ်ဆုံးမှုမှာလင်းကိုလည်းကြံရပါဆိုတာသိနေပေမဲ့အပြစ်တွေအားလုံးကိုအာနန္ဒတယောက်ထဲယူခိုင်းပြီးတနာစရာမိန်ကလေးတယောက်တွင်ဂီရန်လည်းသူတက်နိုင်သလောက်ကာကွယ်ပေးထားခဲ့တယ်။နေစားကြီးကိုလည်းဘာမှဝင်ပြောလို့မရအောင် သူရဲ့ရုပ်မရက်ဆက်မှုတွေနဲ့ချိန်ချောက်ခဲ့ပြီးမျိုးကိုပြန်သွားတော့မှအချုပ်ခန်းထဲမှာစုပ်ပြတ်တက်နေအောင်အထူတောင်းခံထားရတယ်။အာနစီကိုနေလဲရောက်လာခဲ့တယ်။လေးရဲ့ကလေးကလည်းနေစားကြီးရဲ့နောက်ကိုလိုက်မသွားခင်ညမှာအာနန်နဲ့နောက်ဆုံးတီးခဲ့တဲ့ဖောင်းတိုင်းကြောင့်ဆိုတော့ဝန်ခံရင်သူတို့မိသားစုတွေထွက်ပြေးလွတ်မြောက်နိုင်မယ်နီလန်တစ်ခုကိုပြောပြလိုက်တယ်။နေစားကြီးနဲ့စည်ရင်ခိုင်တို့နှစ်ယောက်ပေါင်းပြီးကြံစီထားတဲ့ပေါင်ကိုစည်ရင်စာအုပ်ကိုသွားခိုးတဲ့အချိန်မှာမယားကြီးနဲ့တက်တက်တိုးတို့လုံးထွေးတက်ပုတ်ကြရင်လင်းလဲစတိုးနဲ့အထိုးခံလိုက်ရတယ်။ စာအုပ်ယူဖို့ပြေးလာတဲ့အချိန်မှာအချိန်နဲ့စောင့်တွန်းပြစ်လိုက်လို့ပြီးခွက်ပေါ်ကြာသွားတဲ့မယားကြီးလည်းလူသားမိတော့ဘဝနဲ့ကိစ္စလျှော်ပြီးဒံယာကြီးနဲ့လင်ကတော့စာအုပ်လေးကင်ပြေးသွားခဲ့ရတယ်။ဒေသကြီးရဲ့လူတွေလိုက်ရှာနေကြတဲ့အချိန်မှာအသေးသက်ထွက်ပြေးနေရတဲ့လင်ကလည်းမယားလက်နဲ့တက်တက်တိုးလို့ကြောက်လန့်သွားပေမဲ့လူရကျွေရမှာခဏဖတ်ထားပြီးလိုက်တယ်။အချိန်လေးတွေအေးဆေးသွားတော့မှဒေသကြီးကိုဝင်တွေ့ပြီးမောင်ကိုစရင်စာအုပ်ကိုစိတ်ချရတဲ့လူတယောက်စီပို့ထားလို့ထောင်နှမ်းမဆန်ခြင်းရင်သူတို့မိသားစုကိုလွတ်လပ်ခွင့်ပေးခိုင်းလိုက်တယ်။ ရွေးချယ်စရာမရှိတော့တဲ့နေစားကြီးလဲမကြေမနှံ့နဲ့ပဲခွင့်ပြုပေးလိုက်ရလို့အာနာကိုသွားထုတ်ပေးနေတော့မှာပဲတတိမေးသွားတဲ့လင်ကကလီစာတွေပါထိပြီးတမားတော့တော့လက်လျှော့သွားခဲ့ရတယ်။အသက်ဘေးကနေလွတ်မြောက်လာတယ်။အာနာအတွက်တော့ပျော်ရွှင်မှုတစ်ခုဖြစ်မလားပဲ။ပြန်လဲအစားထိုးလို့မရနိုင်တော့တဲ့ဆုံးရှုံးမှုတွေနဲ့အတူလင်းရဲ့အလောင်းလေးကိုဖတ်ငိုနေခဲ့ရတယ်။နေစားကြီးကတော့သူ့ရဲ့အကူအညီဖြစ်စီပြီးမောက်ကိုစီရင်စာအုပ်ကကီရန်လက်ထဲရောက်သွားလို့တရားခန်အဖြစ်နဲ့လာဖမ်းသွားကြတဲ့အချိန်မှာမယားလက်ကတော့ မတိကျင်အောင်ဆောင်နေခဲ့တယ်။အာနန္ဒိုသားဖားနဲ့လင်းရဲ့မိဘတွေကတော့တိုတဲ့တောင်ထဲမှာတဘာဝတရားကြီးနဲ့ဘဝတိတစ်ခုကိုတည်ဆောက်ကြပြီးလင်းကိုတရီရတဲ့စိတ်တွေနဲ့ပဲရှင်သန်သွားကြရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာ ပေးချင်တဲ့ message ကတော့လိုအပ်ချက်တွေပေါက်ကြသွားရင် အာနာလက်ကင်ထားတဲ့လူတွေတော့ထောင်နှံဆန်ရတတ်တယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။